်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်မာ DPP ရုံးမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ရန်ကုန်မြို့နယ်ကအပင်ကြီးအပင်ငယ်မှန်သမျှကိုခုတ်ပြီးရေမြောင်းတွေပြန်တူးနေပေမဲ့မြောင်းတူးပြီးမှအိမ်ထဲရေဝင်တဲ့အထိဖြစ်လာတဲ့စီပင်ရဲ့မြောင်းတူးတဲ့စနစ်အပေါ်မှာအများပြည်သူကဝေဖန်မှုတွေရှိလာပါတယ် ပြောင်းလဲလာတဲ့ရာသီဥတုနဲ့အညီလိုက်လျောညီထွေနေထိုင်နိုင်ဖို့ပြီးခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကလေးကအလုံးယုံစနွေပွဲတွေလုပ်ခဲ့ပေမဲ့လည်းလက်တလောအချင်းတွေမှာတော့မြောင်းတုနေရင်းနဲ့အိမ်ထဲရေဝင်တဲ့အထိဖြစ်လာတဲ့စီဘီရဲ့မြို့ပြမြေအားရေမြောင်းတုတဲ့စနစ်အပေါ်မှာ အများပြည်သူကဝေဖန်မှုတွေရှိလာတာပဲဖြစ်ပါတယ်စီဘီရဲ့ရေမြောင်းတူတဲ့စနစ်ဟာမိုးပေါက်ကြီးတွေကြီးလာတာအချိန်တိုအတွင်းမိုးရေချိန်လက်မမြများရွာချလိုက်တဲ့ပြောင်းလဲလာတဲ့ရာသီဥတုနဲ့အညီ ညောင်းငယ်6ငယ်ကတစ်ဆင့်မြမကြီးတဲ့အစီစဉ်သွားတိုင်းတဲ့ရေမြောင်းစနစ်ကိုဖော်ဆောင်နိုင်တာမရှိပါဘူး။နေအိမ်တွေအထက်ထိရေတွေဝင်နေဆဲဖြစ်တာကြောင့်ဘတ်ဂျက်ကုန်ပြီးအရေးအသစ်ပင်တွေဆုံးရှုံးစေတဲ့အတွက်အများပြည်သူအကျိုးမရှိဘဲနေနာစေတဲ့အတွက်အများပြည်သူကဝေဖန်လာတာပဲဖြစ်ပါတယ်။လက်တလုံးမှာတော့ရန်ကုန်မြို့ကဗဟန်တာမွေတအောက်ကလာတငဲကျိုးစတဲ့မြို့နယ်တချို့မှာမိုးစက်တရွာသွန်းနေသလို အောက်တိုဘာလကုန်ပိုင်းအထိဆိုထိုင်းစားမြန်မာပြည်မိုးရွာနိုင်ခြင်းကိုအားပေးတဲ့ရာသီဥတုအခြေအနေတွေကြောင့်မုတ်တုံဆုတ်ခွာတဲ့ရက်နောက်ကျနိုင်ပြီးမုတ်တုံနောက်ကျမိုးတွေဆက်ရွာနိုင်တယ်လို့ထင်ရှားတဲ့အရက်ဘက်မိုးလေဝသစောင့်ကြည့်လေ့လာသူကခန့်မှန်းထားပါတယ်ရှင်။ မျိုးသားညညရေးဆိုရအန်ယူဂျီကပြည်သူအစိုးရရမငွေထဲကနေတဘာဝဘေးတွေအတွက် ထောက်ပတ်ကူညီဖို့ငွေကြက်သန်းပေါင်း6969.83တန်းကိုတုံ့ဆွဲခဲ့တယ်လို့အန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကအော်တိုဘာလ17ရက်အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချရေးနေ့မှာ ထုတ်ပြန်ပါတယ်ဆရာနာတိမ်မှုကြောင့်အကြက်ဖက်မှုတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူလူထုဟာတဘာဝဘေးတွေဖြစ်တဲ့ ရေတည်ရရှံမှုပဲမိုခာဆိုင်ကလုံးမုန်တိုင်းရာဂီတိုင်ဖိုးမုန်တိုင်းအခုနှစ်မှာပဲအဖြစ်ဆွာကြီးမာတဲ့စကိုင်းကလင်ကြီးစတဲ့သဘာဝဘေးအန္တရာယ်တွေကိုလည်းရင်ဆိုင်ခဲ့ကြရပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှာတော့သဘာဝဘေးအန္တရာယ်တွေကိုရှော့ချနိုင်ဖို့လှုံ့ဆော်နေကြသလိုမြန်မာနိုင်ငံမှာလည်းအကြမ်းဖက်စစ်တပ်ကြောင့်ဖြစ်ပေါ်လာတဲ့လူမှုဒုက္ခအဝဝကိုရှော့ချပေးနိုင်ဖို့တော်လိုက်အားစုအသီးသီးကကြိုးပမ်းဆောင်ရွက်နေကြပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရ အဆိုရဆုံးကြုံတွေ့နေရတဲ့စစ်တပ်ကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်တွေကိုရော့ပါအောင်လှုံ့ဆော်နေကြရသလိုအရတားပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့ပြည်သူနဲ့အတူစူးစမ်းဆောင်ရွက်နေကြတယ်လို့ဆိုပါတယ်ရှင်လာမယ့်ဆောင်းရာသီမှာအေးအတန်ကိုအန်တူနိုင်ဖို့အတွက်ရခိုင်ကစပေရှောင်းတွေအနှွေးတွေနဲ့ဆောင်းတွေအရေးတကြီးလိုအပ်နေပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ောင်ရသည်ရောက်ရှိလာတော့မှဖြစ်တာကြောင့်စေဘေးရှောင်းတွေဟာအအေးတဲ့ကိုအန်တူနိုင်ဖို့အတွက်အနှွေးထည်တဲ့ဆောင်းတွေအရေးပေါ်လိုအပ်နေတယ်လို့ရခိုင်ကစေဘေးရှောင်းတွေနဲ့အကူအညီပေးနေသူတွေကပြောပါတယ်ရခိုင်ကစေဘေးရှောင်းတွေဟာမြေလွတ်တွေတောတောက်တွေမှာဝေါ်တာပေါ်လိန်စတွေနဲ့ယာယီတေထိုးပြီးနေထိုင်နေကြရတယ်လို့တချို့ကလည်းစာတင်ကြောင်းဘိုးတို့ကြီးကျောင်းတွေနဲ့ဆွေမျိုးနေဆက်တဲ့အိမ်တွေမှာစုပေါင်းနေထိုင်နေကြရတာပါ စပေးရှောင်းလာရတာကြာလာတာနဲ့အတူစစ်ရှောင်းနေအိမ်တွေဟာလေအမိုးခါရိုးရင်းပြက်စီလာသလိုဆောင်းရသည်ရောက်ရှိလာတော့မှဖြစ်တာကြောင့်အေးတဲ့ကိုအန်တူနိုင်ဖို့စိုးရင်ပူပယ်မှုတွေလည်းရှိနေကြပါသည်အမောကပိုင်းလန်ကြတော့ထွက်လာကြတဲ့က UL ရဲ့အစိုးရကနေပြီးစောက်ပစ်ထားတဲ့အိမ်အိမ်တွေရှိတယ်ပေါ့အဲ့အိမ်တွေကလည်းဆိုအဲ့တနေ့နဲ့ကြတော့အမောတွေမလုံတော့ဘူးအမောတွေရောတာတွေအဲတချို့စိတ်ဆောင်တွေပြောလန်တွေကတော့အဲ့အရင်တော့လာကိုမြင်ရတဲ့ တီပေါ်နာအဲ့လိုအဲမလုံတော့ဘူးကုညီအထောက်ပံ့တွေလေတော့ရတာတွေကနေတာပေါ့တို့တို့ထွက်လာကလေးကဟိုကဟိုအဝတ်တွေကိုယ်စုံနဲ့လာလာကြတာဆိုတော့အဲဆောင်တွေလည်းမပါဘူးအဲအနှွေတွေလည်းမပါဘူးဆောင်ရဒီမှာဆိုတော့အဲအနှွေတွေနဲ့အဲဆောင်တွေကတော့ပိုပြီးလိုအပ်ပါတယ်မဖြစ်လို့ဆိုတော့အဲကလေးတွေအဲတက်ကြီးပိုင်းတွေဆိုရင်အဲဆောင်ရဒီအဲအဲတံကိုမခံနိုင်တော့ဘူးပိုပြီးအဲ တဖက်မှာလေရခိုင်ကစစ်ဘေးရှောင်တွေကို AA ရဲ့ HTCO နဲ့ဒေတာရင်းပရာဟိတအဖွဲ့အစည်းတွေကကူညီထောက်ပံ့တာတွေရှိပေမဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပြပအလူချင်းတွေရဲ့ထောက်ပံ့မှုတွေအားနည်းနေတာတွေကြောင့်အကူအညီတွေဆက်လက်လိုအပ်နေစေဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်ပုံနာကျွန်းလူငယ်အစီအစဉ်ပုံနာကျွန်း Youth Association PYA ကဥဆောင်ပြီးတော့လာမည့်ဆောင်ရာသီမှာစစ်ပေးရှောင်းတွေကိုအနှွေးတွေနဲ့ဆောင်းတွေထောက်ပံ့ပေးနိုင်ဖို့အနှွေးဓာတ်ကငါတို့အလူဆိုတဲ့ကမ်ပိန်းတစ်ခုကိုအောက်တိုဘာလ9ရက်နေ့ကစတင်ပြီးပြုလုပ်နေတယ်လို့သိရပါတယ်ပုံနာကျောမြို့နယ်တစ်ခုတည်းမဟုတ်ပေရခိုင်ဒေသတွင်အရေးပေါ်အကူအညီလိုအပ်နေတဲ့နေရာကစစ်ပေးရှောင်မိသားစု2000လောက်ကိုအနှွေးတွေထောက်ပံ့ပေးနိုင်ဖို့အတွက်ဒီကပ်ဘင်းကိုပြုလုပ်ရတာဖြစ်တယ်လို့သိရပါတယ်။ ဒါမဲ့ဆောင်းရသည်မှာစစ်ဆောင်တွေအနှွေးတက်ကိုအတူနိုင်ဖို့အနှွေးထစ်တစ်ထည်ကို9000ကျပ်နူးနဲ့ထစ်ဝင်လူတန်းနိုင်ပြီးဆက်ွယ်လူတန်းမယ်ဆိုရင်ပုံနာကျွန်းယူအဆိုစီယေရှင်း PYA ရဲ့ Facebook page ကနေတဆင့်အသေးစိတ်ကိုမေးမြန်းနိုင်တယ်လို့ဆိုထားပါတယ်ဒါရကတော့ဒီကျွန်တော်တို့စစ်ဆောင်မိသားစုနှောင်းကျော်ပေါ့နော်အိမ်ထောင်စုကိုကျွန်တော်တို့ဒီစောင်းအကြီးတည်းစီထောက်ပံ့ပေးသွားမှာဖြစ်ကြခင်ဗျာအဲကမ်ပိန်းရေရှက်ကကြတော့ကျွန်တော်တို့ဒီအော် အရခဒေတာတရားဒီစပေးဆောင်ဒီပေါ်တော့ဒီဆောင်းဝါဒီဟိုအေးတဲ့ဟိုအန်တူနိုင်ရေပေါ့အေးတဲ့မခံစားရစီပြီးတော့နွန်းထွန်းထွန်းနဲ့ဒီဆောင်းဟိုဖြတ်တန်းနိုင်ဖို့အတွက်ကျွန်တော်တို့ရေပြီးပြုတော့တာဖြစ်ပါတယ်ခင်ဗျာ ရခိုင်မှာစစ်တပ်နဲ့အေတို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းနေရစွန်ခွန်နေကြရတဲ့စစ်ပေးရှောက်ဦးရဲ့6သိန်းအထိရှိလာနေပြီးလူသားချင်းစာနာမှုအကူအညီမရရှိတဲ့အပြင်အလို့အကိုင်းရှားပါမှုတွေတွေကုံစင်းလုံးမြန်မာမှုတွေတွေကိုပါအလူအလဲခံစားနေကြရတာဖြစ်ပါတယ်။ကျမကိခိုင်ပါ။ ဂါဇာမှာအသက်ရှင်ကျန်ရစ်နေတဲ့ဒဇာကန်20စလုံးပြည်လဲလွမြောက်လာပြီလို့အစ္စရေးစစ်တပ်ကအောက်တိုဘာလ17ရက်နေ့မှာအတည်ပြုပါရယ်နှစ်တုပ်ခွဲလွတ်ပေးခဲ့တာဖြစ်ပြီးပထမအတုပ်9ဦးဟာမနေ့ပိုင်းမှာလွမြောက်လာပြီးကျန်17ဦးကနောက်မှလွတ်လာတာဖြစ်ပါရယ်သစ်ဆုံးသွားပြီဖြစ်တဲ့ဒဇာကန်တွေရဲ့အလောင်းလေးကိုတော့အစ္စရေးလက်ထဲလွှဲပေးဖို့ကြံရှိနေဆဲဖြစ်ပါတယ်။လွမြောက်လာသူတွေဟာ2023ခုနှစ်အောက်တိုဘာလ9ရက်နေ့က ဣသရေလတောင်ပိုင်းမှာဟာမတ်စ်ဦးဆောင်တဲ့လက်နက်ကိုင်အဖွဲ့တွေဝင်ရောက်တိုက်ခိုက်ချိန်ကဖမ်းခေါ်ခံခဲ့ရတဲ့အထက်ကနောက်ဆုံးကျန်ရသူတွေဖြစ်ပါတယ်ပြန်လှန်အနေနဲ့အစ္စရေးကပါလက်စတိုင်းအကျဉ်းသား250နဲ့တခြားထိသိမ်းထားသူ1900ပြန်လွှတ်ပေးသွားမှာဖြစ်ပါတယ်။အစ္စရေးကအူဖာကျင်းထောင်ကနေထိသိမ်းထားတဲ့ပါလက်စတိုင်းအကျဉ်းသားတွေကိုတည်ဆောက်လာတဲ့ကားတွေထွက်ခွာလာတယ်လို့သတင်းတွေကဖော်ပြပါတယ်ရှင်။ ဒီပီပီရုံးမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်